မေတ္တာအကြောင်းပြီးကောင်းစရာတရားတည်ပနာတော်ကိုဟောကြားပေးမှာဖြစ်တယ်။ယနေ့ကကဘာကြီးမှာမေတ္တာတရားတွေများကြီးလိုအပ်နေပါတယ်။ဒေါသတွေအိတ်တာမစ္စရိယတွေလွှမ်းမိုးနေတဲ့အတွက်ကြောင့်သူ့ကိုကိုဖြတ်စီကိုကိုသူဖြတ်စီနဲ့ဖြတ်စီနေမိကြတယ် ဲ့တော့သူ့ကိုကိုဖြစ်ဖို့ကိုသူဖြစ်နေကဘာကြီးဟာမငိမ့်ချမ်းဘူးပေါ့အဲ့တော့ငိမ့်ချမ်းခြင်းလဲဆိုရင်မေတ္တာအငိမ့်တတ်ကိုလိုက်နာခြင်းသုံးကြရမှာဖြစ်တယ်ဘာသာမရွေလူမျိုးမရွေပေါ့ဒါကဘာသာတရားနဲ့မဆိုင်ဘူးလူမျိုးနဲ့မဆိုင်ဘူးကျင့်သုံးတဲ့သူတွေငြိမ်းချမ်းပါပဲကျင့်သုံးတဲ့အတိုင်းအတာငြိမ်းချမ်းပါပဲကျင့်သုံးတဲ့ရွာမြို့နိုင်ငံငြိမ်းချမ်းပါပဲပေါ့ မေတ္တာထုံးကားတဲ့အယက်ဒီတာဒီငြိမ်းချမ်းတဲ့အယက်ဒီတာပဲအေးငြိမ်းချမ်းတဲ့နေရာမှန်ရင်လည်းမေတ္တာထုံးကားလို့နားလည်ကြရမှာဖြစ်တယ်မေတ္တာထုံးကားနေလို့ကိုငြိမ်းချမ်းနေတာဝေးရောမကြည့်နဲ့ကိုယ့်ရဲ့မိသားစုကိုအတိုင်းဝိုင်းလေးကိုပဲကြည့်လိုက်ကိုယ့်မိသားစုချစ်ချစ်ခင်ခင်နဲ့ငြိမ်းငြိမ်းချမ်းချမ်းကြည့်သလားအေးမိမိမိသားစုကငြိမ်းငြိမ်းချမ်းချမ်းရှိနေတယ်ဆိုရင်အဲ့ဒါမေတ္တာတရားထုံးကားနေလို့ကိုယ့်အိမ်ထဲမှာမေတ္တာတရားထုံးကားနေလို့ မိသားစု၅ယောက်ရှိတယ်တယောက်နဲ့တယောက်မခေါ်ကြမပြောကြဘူးအစေးမကတ်ကြဘူးဆိုရင်ဒေချာတယ်အဲ့ဒီအိမ်မှာအငိမ့်တက်ပျောက်ဆုံးနေတယ်မေတ္တာတရားခေါင်းပါနေလို့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ရွာတရွာမပြောနဲ့နိုင်ငံတနိုင်ငံမပြောနဲ့ကိုယ်အိမ်လေးတအိမ်တော့မှငိမ့်ချမ်းဖို့လိုအပ်တယ်အဲ့ဒါပါလဲဆိုမေတ္တာတရားနဲ့တည်ဆောက်အောင်ပါဒီကောင်းပြီအဲ့တော့မေတ္တာဆိုတာ မိတ္တမအထက်မှာအဒေါသလို့ခေါ်တယ်မေတ္တာဆိုတာအဒေါသခတ်ထန်ခြင်းမရှိဘူးကြံတန်းခြင်းမရှိဘူးဘာသဘောရှိလဲဆိုတော့မေတ္တာဆိုတာသူတစ်ဖက်သားပေါ်မှာအကျိုးလိုလားတဲ့စိတ်သူတစ်ဖက်သားကိုကူညီလိုတဲ့စိတ်အဲ့ဒါမေတ္တာပဲတော့တစ်ဖက်သားကိုကူညီခြင်းနဲ့အကျိုးလိုလားလဲဆိုရင်အဲ့ဒါမေတ္တာဖြစ်နေတာ ကောင်းတယ်အဲ့ဒီလူတေပေးစီပြစ်ထားလိုက်ဆိုရင်အဲ့ဒါမေတ္တာမရှိလို့ပဲဒုက္ခရောက်ပါစေထားလိုက်ဒီတိုင်းထားလိုက်ဆိုရင်အဲ့ဒါမေတ္တာမရှိလို့ပဲပေါ့ကိုယ့်ရဲ့ပါကိုယ့်ရဲ့သမီးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တယောက်ယောက်ဒုက္ခရောက်ရင်ဘယ်သူမှလက်ပိုက်ကြည့်မနေဘူးမရရအောင်ကယ်ဆယ်တယ်မရရအောင်ကုညီတယ်တော့ဆိုကိုတန်းကိုသမီးမှားခင်တော့မဟုတ်ကိုတန်းကိုသမီးပုဂ္ဂိုလ်ရအောင်ကုညီပြီးတော့ ကတင်ပေးတာပဲလေအဲ့ဒါမေတ္တာရှိခန္ဓာပဲဒီကောင်းမင်အဲ့တော့မေတ္တာဆိုတာသူတစ်ဖက်သားအပေါ်မှာအကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တယ်ဒါကြောင့်မေတ္တာပို့တဲ့အခါမှာအကျိုးကတပည့်တော်တို့မေတ္တာတွေနဲ့ပို့တယ်မစွမ်းပါဘူးမစွမ်းပါဘူးဆိုတာကမိမိရဲ့စိတ်ကိုအရင်ဆုံးပြင်ဖို့လိုတယ် မိမိဘသူကိုမေတ္တာပို့မှာလဲအဲ့ဒီပို့မဲ့ပုဂ္ဂိုလ်အပေါ်မှာတကယ်ပဲအကျိုးလိုလားတဲ့စိတ်ကိုမှရှိရလားကျမပါစေချမ်းသာပါစေကိုစည်ရဲခဲ့ပါစေဆစည်ရဲခဲ့ပါစေလို့နှုတ်ကဆိုပေမဲ့စိတ်ကတကယ်ရောအဲ့ဒီလူကိုကောင်းစားစေချင်ရတာမှန်ရလားအဲ့ဒီလူကိုတကယ်ပဲချမ်းသာစေချင်တာဟုတ်ကဲ့လားနှုတ်ကစိတ်ကိုကိုမေးရမှာအခုစိတ်ကအမှန်တကယ်ပဲဟုတ်တယ်အဲ့ဒီလူကြီးကြီးပွားပါစေအဲ့ဒီလူကြီးချမ်းသာပါစေ ဆက်ဆက်ရအစဉ်ပြေပါစေလို့တကယ်ကိုစိတ်ဆန္ဒဖြစ်ပေါ်နေပါတယ်ဆိုရင်အစဉ်အဲ့ဒီကိုမေတ္တာဆူရပဲဆူတယ်ဆိုတာကိုယ့်ရဲ့မေတ္တာတည်ရောက်မှုရှိတယ်ပေါ့အဲ့လိုမှမဟုတ်ပဲနဲ့တချို့ရှိသေးတယ်သူများကိုမေတ္တာဆူအောင်ကြာဘူးနာဝါနဲ့လေကိုမေတ္တာပို့လိုက်လို့ရှိရင်ကိုယ့်ရဲ့မေတ္တာကြောင့်တစ်ဖက်သူမှာဒုက္ခရောက်တယ်ဆိုတော့သူကကြာဘူးနေကြတယ်ကြာဘူးနေတော့တစ်ဖက်သူကိုတမင်ဒုက္ခရောက်စေခြင်းနဲ့စိတ်နဲ့မေတ္တာပို့တာ မောင်မင်းကြီးတာကျမ်းမာပါတယ်ချမ်းသာပါတယ်မမင်းကြီးတာကျမ်းမာပါတယ်ချမ်းသာပါတယ်အဲ့ဒါကြတော့တကယ်မေတ္တာအစစ်မဟုတ်တော့ဒေါသတွေဖြစ်နေတာတပည့်သူကိုဒုက္ခရောက်စေခြင်းနဲ့စိတ်စေတနာဆိုတာမေတ္တာမှမဟုတ်ပဲနေနော်အဲ့လိုဒုက္ခရောက်ပါစေသူရဲ့ပတ်သက်တဲ့စံတယ်ရသူတွေအစဉ်ပြေဖြစ်ကြပါစေဆိုရင်ဒါမေတ္တာမှမဟုတ်ပဲဒေါသတွေပို့နေတာမေတ္တာတွေပို့နေတာမဟုတ်ဘူးဒါကြောင့်ကိုယ့်ရဲ့မေတ္တာ ဆွမ်းမဆွမ်းဆိုတာကကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာမူတည်တယ်။ကိုယ့်ရဲ့စိတ်ကအမှန်တကယ်ပဲအဲ့ဒီလူရဲ့အကျိုးကိုလိုလားတဲ့စိတ်တကယ်ရှိရလား။အဲ့ဒါဆန်းစစ်ရမှာဖြစ်တယ်။ပြီးမှမေတ္တာပို့ရမှာ။ဤကောင်းမီအဲ့ဒီတော့မေတ္တာမှာလည်းပဲမေတ္တာအစစ်မေတ္တာအတုဆိုတာရှိတယ်။မေတ္တာအတုဆိုတာဘာလဲဆိုတော့တဏ္ဍာပဲ။ ချစ်ခင်တာကိုမေတ္တာလို့ဆိုပေမဲ့တဏှာလောဘနဲ့ချစ်ခင်တာရှိတယ်မေတ္တာနဲ့ချစ်ခင်တာရှိတယ်မတူဘူးတဏှာချစ်ကပူလောင်ရတယ်နောက်ဆက်တည်းမှာအပူပါတယ်မေတ္တာချစ်ကအေးမြတယ်ဘုရားယဟန္တာသူတော်ကောင်းတွေကတတဝါနေပေါ်မှာမေတ္တာထားတယ်ဆိုတာအေးမြတယ်အဲ့ဒီမေတ္တာကြောင့်အပူမလောင်ရဘူး ဲ့တော့ဘလိုမျိုးကိုမေတ္တာအတုခွန်တယ်လဲဆိုတော့ဆွေမျိုးချင်းချစ်တာမျိုးတမီးကြီးစားချင်းချစ်တာမျိုးညီကိုမောင်နှမချင်းချစ်တာမျိုးမိဘနဲ့သားသမီးချစ်တာမျိုးနော်အဲ့ဒါကိုပါဠိစာပေထဲမှာဂေဟတိတဗေမလို့ခေါ်တယ်ဂေဟတိတဗေမဆိုတာတဏ္ဍလောဘကိုပဲဆိုလိုတာအဲ့ဒါမေတ္တာအစစ်တော့မဟုတ်ဘူးမေတ္တာအတုမေတ္တာအတု မိသားစုရှိချစ်ကြတာမျိုးလောကကြီးမှာကတော့ပြောကြတာပေါ့928မေတ္တာလို့မဟုတ်ပါဘူးเนาะမိသားစုရှိချစ်တာက928မေတ္တာမဟုတ်ဘူးတကယ်တော့တဏ္ဍလောဘပါပဲတခါတော့ကဒကာကြီးတဦးကမေတ္တာကမ္မထံစီးပြန်းခြင်းနဲ့အဲ့တော့မေတ္တာဘု து ကိုအရင်ဆုံးပို့ရမလဲလို့တွားချောက်တော့အဲ့ဒီဆရာတော်က တခါကြီးအရှင်းဆုံးပုဂ္ဂိုလ်ကိုမေတ္တာပို့ဆိုတခါကြီးကအဲ့ဒါနဲ့အိမ်ပြန်ပြီးတော့အိမ်ရဲ့အိတ်ခမ်းအပြင်ဘက်မှာပေါ့နော်သူတို့ဇနီးခင်ပေါ်နှစ်ဦးအိတ်တဲ့အိတ်ခမ်းရဲ့အပြင်ဘက်မှာသူကထိုင်းပြီးတော့သူအရှင်းဆုံးကသူဇနီးသူမယားဘာသူဇနီးကိုသူကမေတ္တာပို့တာသူဇနီးကအိတ်ခမ်းထဲမှာသူကအိတ်ခမ်းရဲ့အပြင်မှာဘာသူဇနီးကိုသူကမေတ္တာပို့တာ လူသူဇနီးကိုမေတ္တာပို့တဲ့အခါမှာတကယ်မေတ္တာအစစ်မဟုတ်ဘဲနဲ့ရာဂဘက်ကိုရောက်သွားတဏှာဘက်ကိုရောက်သွားတယ်။သူဇနီးကိုသူကချစ်တာကိုမေတ္တာချစ်ဆိုတာလည်းတဏှာချစ်ချစ်တာလေ။အဲ့ဒါသူဇနီးကိုမေတ္တာပို့တော့မေတ္တာစိတ်အစားရာဂစိတ်တွေဝင်လာတာပဲဝင်လာပြီးတော့စိတ်ကတဖွာဖွာအာကြည့်သွားတယ်။တဏှာရာဂစိတ်အာကြည့်သွားတော့မေတ္တာပို့တာကလည်းထားပြီးတော့တကားကိုဝင်တိုက်တော့တာပဲ။ ဟိုကတကားကိုပိတ်ထားတာပေါ့ဇနီးကအိတ်ခမ်းထဲမှာအဲ့တကားပိတ်ထားတယ်အမျိုးသားကအပြစ်ဘက်ကနေမေတ္တာပို့နေတယ်အဲ့တော့မေတ္တာစိတ်အစားရာဂစိတ်တွေဝင်လာပြီးတော့အတင်းနိုင်ငံနဲ့ခေါင်းနဲ့စောက်နေတော့တာပဲအထက်ကိုဝင်ကျင်တာပေါ့နော်တညာလုံးအဲ့ဒါနိုင်ငံနဲ့ခေါင်းနဲ့စောက်နေတာတကားနဲ့ခေါင်းနဲ့စောက်နေတာအထက်ကိုဝင်ကျင်လို့အေးပြောချင်တာကမေတ္တာအစစ်မဟုတ်ဘူးဒါကြောင့်ဥစ္စာတို့မေတ္တာပို့တဲ့အခါမှာမိမိကိုယ်ကိုအရင်ပို့ရတယ်ဆိုပြီးတော့ညွှန်ကြားနေရှိတယ်မိမိကိုယ်ကိုအရင်ပို့ မိမိချရာတဲ့ပုဂ္ဂိုလ်ကိုပို့ရစပို့လို့ရှိရင်တဏ္ဍာကဘက်ကိုရောက်သွားမှာဆိုလို့အေးဒါကြောင့်မေတ္တာအတုဆိုတာတဏ္ဍာလောဘကိုပြောတာပဲမိဘနဲ့သာသမီချက်တာညီကောင်မောင်နှမတွေချက်တာသမီးစားတွေချက်ကြတာအဲ့ဒါတွေကမေတ္တာအတုလို့ခေါ်တယ်အဲ့တော့တချို့ကမေးတာပေါ့အရှင်မယားမိဘနဲ့သာသမီမှာတကယ်မေတ္တာအစင်မဖြစ်တော့ဘူးလားအဲ့လိုတော့မဟုတ်မိဘနဲ့သာသမီချက်ကြတဲ့ညီကောင်မောင်နှမတွေချက်ကြတဲ့အခါမှာတဏ္ဍာကပါတယ်လို့ မေတ္တာတကယ်မေတ္တာအစစ်တည်းလဲပါပါတယ်နော်တကယ်ကိုငါသားငါသမီးဆိုတဲ့ချစ်ခင်မှုရဲ့နောက်ွယ်မှာဒီသားသမီးတွေကိုကြီးပွားစေခြင်းနဲ့စိတ်အောင်မြင်စေခြင်းနဲ့စိတ်ဖြစ်ထွန်းစေခြင်းနဲ့စိတ်တွေကမေတ္တာစိတ်တွေပဲပေါ့ဒါကြောင့်ရောထွေးနေတယ်ပေါ့နော်မေတ္တာအတုနဲ့မေတ္တာအစစ်ကရောထွေးနေတယ်အဲ့တော့မေတ္တာအတုရဲ့ဈာထဲမှာမေတ္တာအစစ်စစ်လဲပါနေတယ်ပေါ့အဲ့ဒါကိုတာတကတစ်ခုထုတ်ပြတာရှိတယ် တခါတုန်းကတောလဲသွားတဲ့မုတ်ဆိုးကြီးကတောထဲမှာနွားမကြီးတကောင်နွားလေးကိုလွတ်တိုက်နေတာတွေ့တော့အဲ့ဒါသူလှန်နဲ့လှန့်ပြစ်တာနွားမကြီးကိုဒါပေမဲ့လှန်ကနွားကိုမစူးဘဲနဲ့ထမ်းရွက်လိုပဲလိတ်ခွေသွားတယ်နွားမကြီးရဲ့မေတ္တာပေါ့နော်နွားမကြီးကသူ့နွားကလေးကိုလွတ်တိုက်နေတာဆိုတော့ မေတ္တာစိတ်တွေဖြစ်နေတယ်လို့ဆိုလိုတယ်အဲ့တော့ကိုယ်သားကိုယ်သမီးကိုချစ်တဲ့စိတ်တွေတဏ္ဍာရာကစိတ်လို့ဆိုပေမဲ့ဈာထဲမှာတကယ်မေတ္တာအစစ်တွေလည်းပါနေတယ်ပါပဲအခုဒီမှာနွားမကြီးကနွားကလေးကိုလုံးတိုက်နေတဲ့အချိန်မှာမေတ္တာစိတ်တွေဖြစ်နေတယ်လို့ဆိုလိုတယ်ဒါကြောင့်မုံစိုးကြီးရဲ့လှံကမထိုးမိပဲနဲ့ထမ်းရွက်လိုမျိုးလိတ်ခွေသွားတယ်ဒါကြောင့်မေတ္တာအတုတွေဈာမှာလည်းမေတ္တာအစစ်တွေလည်းပါနိုင်ပါတယ် အမီးစားတွေချစ်တဲ့အခါမှာတဏှာတာကနဲ့ချစ်တယ်ဆိုပေမဲ့လည်းသူ့အကျိုးကိုလိုလားတဲ့စိတ်ကိုသူ့လိုလားတဲ့စိတ်မေတ္တာတွေလည်းပါပါတယ်ဒါကြောင့်ဦးဇနုံတောင်မြတ်မာကလည်းဆိုတော့ပြိုင်ဆုံးမာတာရှိတယ်အိမ်တောင်ကြီးတစ်ခုကာယာဆိုပြီးဘုရားတဏှာတာကအချစ်တစ်ခုနဲ့လည်းမပြီးဘူးသူ့အကျိုးလိုလားတဲ့စိတ်ကိုသူ့လိုလားတဲ့စိတ်မေတ္တာတရားနဲ့ပါတည်ဆောက်ရမယ်ဒါမှအဲ့ဒီအိမ်တောင်ကြီးဟာပါရမှာဖြစ်တယ်ဆိုပြီးကျွန်တော်ပြိုင်ဆုံးမာတာရှိတယ်နော်တဏှာတာကအချစ်တစ်ခုနဲ့လည်းမပြီးပါဘူးမေတ္တာအချစ်ပါပါလို့လည်းပေါ့အိမ်ကောင်းပြီနောက်တစ်ခါ တကယ်မေတ္တာအစက်နှစ်ပတ်တော်ပြီးတော့တာတကံပြရရင်ဘုရားလက်ထက်တုန်းကဥတေနမင်းကြီးဆိုတာရှိတယ်အဲ့ဒီဥတေနမင်းကြီးမှာမိဖုရား၃ယောက်ရှိတယ်ပါမဝတိတဲ့မာဂန္ဒီတဲ့ဝါသုလဓတ္တာတဲ့မိဖုရား၃ယောက်ရှိတယ်ပါမဝတိလို့ခေါ်တဲ့မိဖုရားကတော့ဗုဒ္ဓဘာသာသောတာပန်သူอ่ะ ဖရာရဲ့သမီးတော်ပဲဆိုပါစို့နော်ဗုဒ္ဓဘာသာဟိုမာဂန္ဒီဆိုတဲ့အမျိုးသမီးကတော့ပုံနှမ်းမျိုးကလာတာတော့ဖရာကိုရန်သူတော်သဘောထားတာသူ့ရဲ့အမေနဲ့အဖေကမစ္စောဖရာနဲ့ပေးစားဖို့ကြိုးစားတဲ့ကဖရာကဒီအပုတ်ကောင်ကြီးကိုခြေပြားနဲ့တောင်မထိချင်ဘူးလို့ပြောလိုက်တော့သူ့ရဲ့မမနာကိုစော်ကားတယ်လို့ချက်သွားတာပေါ့သူ့ရုပ်ရည်လှပမှုနဲ့ပတ်သက်ပြီးတော့သူကမန်တက်နေတာအဲ့တော့မြတ်စွာဘုရားက အဖို့ကောင်းကြီးကိုခြေထားနေတော့မထိချင်ဘူးပြောလိုက်တော့တော်တော်စိတ်နာသွားတယ်ဘုရားကိုတော့ဘုရားကိုအညို့အတေးထားတဲ့အမျိုးသမီးတူပဲကြောက်ဖို့ကောင်းတယ်နော်ဒေါသများပုရုဇဉ်တွေကကိုယ့်အလိုမကျရင်ဘုရားကိုတော့မှရန်သူလို့သဘောထားတယ်ဆိုတာတက္ကရာကမတို့တံမေကကြီးကိုကောင်းတယ်နော်တလောကလုံးရဲ့ကိုယ်ပွဲစရာအထက်စရာဖြစ်တဲ့ဘုရားကိုတော့မှရန်သူလို့သဘောထားကြတယ်ပုရုဇဉ်ရဲ့အဖြစ်ပဲနော် ပုရုဇဉ်ဆိုတာသူတော်ကောင်းကြီးကိုတော့မှဆွဆွဲဖို့ပြမဖို့တိုက်ခိုက်ဖို့ဝန်မလေးဘူး။ဘုမာဂန်ဒီကမြတ်စွာဘုရားကိုသူ့အလိုနဲ့ဆန့်ကျင်ဘက်မို့လို့ဘုရားကိုရညှိုးပွဲနေတဲ့သူတရား။အဲ့တော့ဆရာကိုမနိုင်တော့တပည့်ကိုညှိုးတာပေါ့။ဘုရားကိုလည်းသူကနီလန်းမျိုးမျိုးနဲ့ဇောကားကိုကြိုစားတယ်။မြတ်စွာဘုရားဆုံးခံကြွတယ်။လူမိုက်တွေငှားတယ်ပတ်စံပေးပြီးတော့ဘုရားဆုံးခံကြွရင်ဆဲတာတော်တော်ကိုရုပ်မာတဲ့အကြံလေးပဲနော်။ ဘုရားဆုံးကံကြွတဲ့အခါမှာလူမိုက်တွေငှားပြီးတော့ဆဲခိုင်းတာဆဲကဘုရားကိုဆဲအဲ့လိုမျိုးလောက်တာအိမ်မာကန်ဒီဘုရားကနောက်ဘုရားကိုဘလို့မှ तू ကလုံးလုံးမရတော့ဘုရားကိုကိုးကွယ်နေတဲ့သူနဲ့အပြိုင်မိဘုရားဖြစ်တဲ့တာမဝတိကိုမကျင့်တတ်ဘူးမနာလိုဖြစ်တယ်အဲ့တော့ဘုရားကိုမနိုင်တော့တပည့်ကိုညှိုးဆိုတော့တာမဝတိကိုခြောက်ချတာဘယင်ကြီးက မိဖုရား၃ယောက်ကိုအဆောင်တွေခွဲပေးထားတယ်။အဲ့တော့ဘင်းကြီးက၄လတစ်ကြိမ်၄လတစ်ကြိမ်အဆောင်ပြောင်းနေပေါ့နော်။တမဝတိမိဖုရားထံမှတက်လက်၊မာဂနေမိဖုရားထံမှတက်လက်၊ဝါသုလတတမိဖုရားထံမှတက်လက်အဆောင်တွေပြောင်းပြီးတော့နေတယ်။ဒီနေ့မာဂန်ဒီရဲ့အဆောင်ကနေပြီးတော့ပါမဝတိအဆောင်ကို ပြောင်းဖို့အလှည့်ကြပြီ။အဲ့တော့မာယာများတယ်မာဂန်ဒီက ဥဒိဏမင်းကြီးကစောင်းတရတာကိုဝါသနာပါတယ်စောင်းတရတာဝါသနာပါတော့သူသွားတဲ့နေရာတိုင်းမှာစောင်းကိုယူယူသွားတယ်ဗမာကန်ဒီမီဘုရားကြီးကဘရင်ကြီးရဲ့စောင်းကောက်အပေါက်ထဲမှာဝေးတကောင်ကိုထည့်ထားအစိတ်တော့မပါဘူးစိတ်တွေထုတ်ထားပြီးတော့မွေးတကောင်ထည့်ထားလိုက်။ပင်အဲ့ဒီအပေါက်ကိုပန်းတွေနဲ့ပိတ်ထားလိုက်တယ်။ ဲ့တော့မိဖုရားကြီးတာမဝတိအခန်းကိုဘယင်ပြောင်းမဲ့နေ့မှာမိဖုရားကမာဂန္ဒီကတားတယ်အရှင်မင်းကြီးအိမ်မက်တွေမကောင်းဘူးညတာမာယာများတာနော်အရှင်မင်းကြီးကညကအိမ်မက်တွေမကောင်းဘူးမပြောင်းပါနဲ့လားတဲ့အိမ်မက်တွေမကောင်းဘူးတခုခုအရှင်မင်းကြီးဖြစ်လိမ့်မယ်ဘယင်ကြီးကလည်းအယုံကြည်မရှိဘူးအိမ်မက်တွေကိုပြောင်းမယ်ဒီနေ့တာမဝတိအိမ်ခန်းကိုပြောင်းမဲ့အလှအဲ့တော့သူစိတ်မချဘူးတဲ့သူပါလိုက်မယ်ပေါ့ အရှင်မင်းကြီးစိတ်မချဘူးကျမလိုက်မယ်အဲ့တော့နဲ့သာမဝတိမိဖုရားရဲ့အခန်းကိုသူကရောက်သွားရောင်းလဲရောင်းလဲလှုပ်ပြီးတော့အဲ့ဒီဆောင်းရဲ့အပေါက်ကိုပိတ်ထားတာပန်းကိုဆွဲနှုတ်လိုက်တယ်ဆွဲနှုတ်လိုက်တော့မွေရချူချူတိုင်းတိုင်းနဲ့ဒေါသဖြစ်နေတာကိုပိတ်ထားခင်ရတော့မွေရဒေါသဖြစ်နေတော့ဘယင်ကြီးစီကိုပြေးသွားတယ်အဲ့ဘယင်ကြီးရဲ့အရှိကနေကာပိတ်ပြီးတော့ကာကွယ်တဲ့သဘောမျိုးနဲ့မဂန္ဒီကမာယာများတာနော် ကျမပြောသားပဲညကအိမ်မက်တွေမကောင်းပါဘူးအခုကြည့်စမ်းဒီတာမဝတိမိဖုရားကအရှင်မင်းကြီးကိုတတ်တက်လှုပ်ကြံတာအရှင်မင်းကြီးကိုမကျေနပ်လို့လှုပ်ကြံတာကြည့်စမ်းအခုကြည့်စမ်းတော်သေးတာပေါ့သူကယ်လိုက်လို့ဆိုတာလေတောက်ဖို့ကောင်းတယ်နော်မာယာလေမာယာဆိုတာလောဘတစ်မျိုးပဲလေအဲ့နဲ့ဘယင်ကြီးကလည်းဒေါသထွက်တာပေါ့နော်သူ့ကိုလှုပ်ကြံရကောင်းလားဆိုတော့ ဒေါသဖြစ်လာပြီဆိုရင်အကြောင်းကျိုးတွေကိုမစင်ချင်နိုင်တော့ဘူးမှန်လားမလားယုတ်တိရှိလားမရှိလားစဉ်းစားနေတယ်အကုန်တုံးသွားပြီဘလော့သွားပြီဒေါသဖြစ်ရင်အကုန်ဉာဏ်นี่ပြတ်သွားတာပိတ်သွားတာဘလော့သွားတာပဲအဲ့ဒါနဲ့ချက်ချင်းပဲတည်တံပေးတာတာမဝတီအမှုရှိတဲ့မိဖုရားအငယ်တွေပါအကုန်လုံးတည်တံပေးတအုပ်စုလုံးကိုတည်တံပေးတာ